တွေ့ရစိတ်ထဲမှာတဲ့မကောင်းတဲ့စိတ်နေသဘောထားတွေလွှမ်းမိုးနေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြုလုပ်မှုအခြေအနေရရှိလာမဲ့အကျိုးဆက်အခြေအနေဟာအကောင်းကိုမျှော်လင့်လို့မရဘူးအဆိုးကိုပဲမျှော်လင့်လို့ရမယ်ဆိုလိုတာကစိတ်ညင်နွမ်းနေပြီဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာရဖို့မျှော်လင့်စရာမရှိဘူးစိတ်ညစ်နွမ်းနေပြီဆိုရင်အဆိုးကိုပဲမျှော်လင့်ရမှာဖြစ်တယ်စိတ်တေဝိတုဒ္ဓေသူကတိပါဋိကံခာသူကတိဆိုတဲ့အခြေအနေကောင်းတယ်စိတ်ရိုးဖြောင်နေပြီဆိုရင်ဒီပုဂ္ဂိုလ်ရဲ့အပြောစကားဒီပုဂ္ဂိုလ်ရဲ့လုပ်ရဟာလည်းပဲအကောင်းမဲ့မျှော်လင့်ရမှာဖြစ်တယ်ကောင်းတဲ့လုပ်သည့်အတွက်ကြောင့်သူ့ရဲ့ဘဝနောင်ရေးဟာလည်းပဲအကောင်းကိုပဲမျှော်လင့်လို့ရမယ် ဝဋ္ထသုတ်တံမှာမြတ်စွာဘုရားဒီလိုဆုံးမခေါ်ကြားထားတာရှိတယ်။အဲ့တော့ဘုရားဘသာဝင်သူတော်စင်နေနေနဲ့အကောင်းဆုံးဖြစ်အောင်ကျင့်ကြံကြိုးကိုအထောက်ဖို့ရတော့ကိုယ်စိတ်လေးကိုအကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းပဲဖြစ်တယ်။အဲ့ဒါအဓိကဆုံးမ။ဒါမို့စိတ်တလုံးနိုင်ရင်ကိလေသာအကုန်နိုင်တယ်လို့ရှိက 떨어진 일이 명예에서 가래마시르고